ရုတ်နိုင်ငံဂျန်ဆူပြည်နယ်ရှိနေပောင်းတထောင်နားဟာတက်တန်းစီလေရှေးဟောင်းဖျားကြောင်းတစ်ခုတည်းနိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဟူးနေ့နံနက်ပိုင်းမှာမိလောင်မှုတရက်ဖြစ်ပွားခဲ့ပါတယ်။မိလောင်မှုဖြစ်ပွားခဲ့တဲ့ဖျားကြောင်းမှာဂျန်ဆူပြည်နယ်ဂျန်ကြာကန်မြုံနယ်ယုံခင်ဖျားကြောင်းထက်တယ်ဟုသိရပါတယ်။မီးလောင်မှုကြောင့်ဖျားကြောင်းအတွင်းရှိအထက်ပေါင်းနားစွာပါဝင်သောစေတီတော်ဘုံတနထံဖျားဓာတ်တစ်ခုပျက်စီးဆုံးရှုံးခဲ့ပါသည် မိကိုအချိန်မီထိန်းချုပ်နိုင်ခဲ့ပြီးမိသူချို့ဦးတယောက်မြထိခိုက်ဒဏ်ရာရခြင်းသို့မဟုတ်တေဆုံးခြင်းမရှိကြောင်းဒေသခံအစိုးရအဖွဲ့မှတရင်ထုတ်ပြန်ထားပါတယ်။လက်ရှိတွင်မိလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုတပ်ဆိုင်ရာကစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ ယုံချင်ဖျားကြောင့်ဟာရှေးဟောင်းသမိုင်းကြောင့်နဲ့ဘီတုကလေယာများကြောင့်ထင်ရှားသောဖျားကြောင့်တခုဖြစ်ပါတယ်။ဖျားကြောင့်ကိုလွန်ခဲ့သောနှစ်ပေါင်း1500ခန့်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတရုတ်နိုင်ငံ၏ရှေးအကျိုးဆုံးဖျားကြောင့်များထဲမှတခုဖြစ်ပါတယ်။ဂျန်စုဖီနဲ့ဂျန်ကြကမွန်နယ်တွင်တည်ရှိပြီးဒေသခံများအတွက်ဝိညာဉ်ရေးရာနှင့်သမိုင်းဝင်အမွေအနှစ်တခုဖြစ်ပါတယ်။